Hello အားလုံးပဲမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာဆိုလို့ရှိရင် Newcastle နဲ့ Arsenal တို့ကျွန်တော်ကရှင်ပိုင်ကစားဖို့ရှိတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသက်ချက် ကျွန်တော်လုပ်ကြည့်အောင်ပါ Sorry ပါတော်တော်နောက်ကျသွားတယ်တော်တော်နောက်ကျသွားတယ်ဆိုတာကစဉ်းစားကြည့်ဗျာခင်ဗျာနော်မင်းညကငါကုကောင်တွေဒုက္ခပေးတာနဲ့နဲ့ဘာမှန်းကိုလုံးချေကန်ချေသိမ်းမရှိဘူးမင်းညကလည်းတခြားပွဲစဉ်တွေကြည့်ရင်လည်းနောက်တွေပါလိကြနော် FC26 လေးပါလိထွိုင်းနေနော် ကျွန်တော်ဒါနောက်ဒီပါးကြီးကြနေပြီးတော့ကျွန်တော်ဒီနောက်ကြသွားဒါပေမဲ့ watch down လုပ်ပါမယ်ညနျူကာဆင်နဲ့အာဆင်နယ်ဘယ် watch down လုပ်ပါမယ်နောက်ကြသွားတဲ့အတွက်ကျွန်တော် sorry ပါဆိုတော့ပွဲကြိုးသွင်းတဲ့ကျွန်တော်လုံးကြည့်အောင်ပါဆိုတော့အတင်းကြီးတွေကျွန်တော်တို့အနေနဲ့ရှုံးပွဲတွေဂျုံနေရတယ်เนาะလီဗာပူးတင်းတို့ရှုံးနေချယ်ဆီတို့ရှုံးနေစပါတို့တည်ကြတယ်ယူနိုက်တက်တို့ကျွန်တော်တို့ဘယ်တော့ရှုံးနေမန်ချက်စတာစီးတီးတင်းမဲ့နိုင်ထားသေးတဲ့ဒီရက်တဲ့ဘက်မှာအာဆင်နယ်ကိုဘယ်လိုလာမလဲနျူကာဆယ်ကလည်းဒီယာဒီမှာသူတို့ပုံစံကောင်းပြသနိုင်ခြင်းရှိမနေသေးတဲ့အခြေအနေမျိုးမှာ အာဆင်နယ်ကိုဒုက္ခပေးနိုင်မှာလားပေါ့ဆိုတော့ဒီနှစ်သင်းစလုံးကပြီးခဲ့တဲ့ပွဲစဉ်၅တွေကိုကျွန်တော်ကြည့်ကြည့်ရင်အာဆင်နယ်ကတော့မန်ချက်စတာစီးတီးနဲ့ရှင်ကစားရပြီးတော့အိမ်ဝင်းမှာ1-1တရေကြောင်းကစားထားနိုင်နေပေါ့လေနယူကာဆယ်ကတော့ကျွန်တော်ဒါသူတို့ဘုံမောက်ကိုကိုမရှိတရေကြောင်းကစားထားတာဆိုတော့နှစ်သင်းစလုံးကတော့ပြီးခဲ့တဲ့ပွဲစဉ်၅မှာကိုစီတရေတွေကြားထားတာဒါပေမဲ့လို့ဒီနှစ်သင်းကြားထဲမှာဒီယာစီကွာဟာချက်တွေကတော်တော်ကြီးတယ်ဘာလို့လဲဆိုတော့ newcastle ဒီ premier league ပွဲစဉ်၅ပွဲကစားပြီးတဲ့အချိန်မှာတပွဲပဲနိုင်သေးလို့ပဲ တပွဲနိုင်ထားတဲ့၃ပွဲအထိတရေကျပြီးတော့တပွဲရှုံးထားတယ်။တိုက်စစ်ကလည်းအဲ့ဒီ၅ပွဲမှာ၃ဂိုးပဲကျွန်တော်ရသေးတယ်။ခံစစ်က၃ဂိုးပြန်ပြီးထားရတယ်။ goal difference 0ဖြစ်နေတယ်။အာဆင်နယ်ကကျွန်တော်အနေနဲ့ပေါ့ဒီအာဒီ၅ပွဲကစားပြီးတဲ့ကျွန်မတို့၃ပွဲအထိအနိုင်ရပြီးသွားပါပြီ။တပွဲတရေကျပြီးတော့တပွဲရှုံးထားတယ်။ဒါအပြင်တိုက်စစ်ကကျွန်တော်သာ၁၀ရပြီးတော့ခံစစ်က၂ဂိုးပြီးထားရသေးတယ်။တော်တော်ကောင်းတဲ့ခံစစ်နဲ့ကစားဟန်ကိုကျွန်တော်သာပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောရမယ်။ ့နျူကာဆယ်ဘက်ကိုကျွန်တော်ကြည့်ရင်နျူကာဆယ်ကတော့ဗျာတော်တော်လေးစိတ်ညစ်စရာပါစိတ်ညစ်စရာသူတို့ကတခြားမဟုတ်ဘူးအဒီဟောက်ရဲ့အတင်းကဒီယာစီစတဲ့အခါမှာသူတို့ရဲ့အကောင်းဆုံးပုံစံနေမြင်မနေရသေးဘူးပေါ့နော်ချန်ပီယံစ်လိဂ်တွေလည်းသူတို့ကကစားရသည်တွေမှာကျွန်တော်ပါတယ်တခုရှိတာကဘယ်လိုပြောမလဲပြီးခဲ့တဲ့ယာစီကလည်းယာစီအစပိုင်းနေမှာတော်တော်ကိုတိုင်ပတ်တာတော်တော်ကိုတိုင်ပတ်တာတော်တော်ကိုတိုင်ပတ်ပြီးတော့နောက်ပိုင်းနေမှာဆိုလို့ရှိရင်အချင်းကြီးကြီးကောင်းလာပြီးတော့ချန်ပီယံစ်လိဂ်ဝင်ခွင့်နေပါလိမ့်ပါသူတို့ကရသွားတာ သူတို့အခုအာဆင်နယ်ပွဲမှာကိုသူတို့ဒီလိုလုံနိုင်မလားပေါ့ဆိုတော့သူတို့အိမ်ဝင်းပွဲစဉ်ဒီမှာဆိုလို့ရှိရင်သူတို့ဟိုတနေ့ကကစားခဲ့တဲ့ EFN Cup တတိယဆင့်ပွဲမှာတော့4-1နဲ့သူတို့9နေပေါ့လေ Belfort City ကိုနော်သူတို့ရှေ့မှာသူတို့ဘာစီလိုနာကိုအိမ်ဝင်းမှာလက်ခံကစားတယ်နော်ဘာစီလိုနာကိုအိမ်ဝင်းမှာလက်ခံကစားတယ်သူတို့1-2နဲ့ရှုံးတယ်ဘာစီလိုနာကိုရှုံးတာကတော့မင်ထားလိုက်တော့နော်အဲပြီးလို့ရှိရင်ဝူဘန်ဟန်တန်ကိုအိမ်ဝင်းမှာလက်ခံကစားတယ်သူတို့1-0နဲ့ကျွန်တော်ရှုံးတယ်သူတို့ ကြည့်ရရင်ကျွန်တော်အက်စတိုမီလာကိုဂိုးမရှိတီကြတဲ့လီဗာပူးကိုအိမ်ကွင်းမှာ2-3နဲ့ကျွန်တော်ရှုံးတယ်လီးစ်ကိုဂိုးမရှိတီကြတဲ့ဝူဘာဟန်ဒန်ကို1-0နဲ့ကျွန်တော်ရှုံးတယ်ဘာစီကို1-2နဲ့အိမ်ကွင်းမှာရှုံးနေတော့ဘုံမောက်ကိုဂိုးမရှိတီကြတယ်ဆိုတော့အသင်းကြီးတွေသူတို့ကိုဒုက္ခပေးနိုင်နေဆိုတဲ့အသင်းတွေနဲ့တွေ့ထားတဲ့အခြေအနေမျိုးမှာရလက်ကောင်ရအောင်ယူမထားနိုင်သေးဘူးเนาะဆိုတော့နျူကာဆယ်ကလီဗာပူးအသင်းကိုလည်းအိမ်ကွင်းမှာ2-3နဲ့ရှုံးထားတာအက်စတိုမီလာကိုလည်းသူတို့ကဂိုးမရှိတီပဲကစားထားနေတာအဲ့မှာအေဘီလာအနီကက်တီပါလိထိတယ် ်ဘာစီလိုနာကိုလည်းသူတို့ရှုံးထားတယ်ဘုံမောက်ကိုလည်းသူတို့တည်ကြတယ်ဆိုတော့သူတို့ကိုဒုက္ခပေးနိုင်ပါတယ်ဆိုတဲ့အသင်းကြီးကိုနျူကာဆယ်ဟာတခါမှမနိုင်ရမထားသေးဘူးဆိုတော့လက်ရှိအာဆင်နယ်ရဲ့အခြေအနေနဲ့ဆိုရင်မလွယ်ဘူးမလွယ်ဘူးဆိုတာသူတို့အိမ်တခုရှိတာကနျူကာဆယ်အိမ်ကွင်းဆိုရင်သူတို့ကအသင်းကြီးတွေကိုတော့သူကခက်မာမာနဲ့သူတို့ကပြန်ပြီးတော့တုံ့ပြန်လေကျွန်တော်ရှိတယ်နော်အာဆင်နယ်နဲ့ဆိုလို့ရှိရင်လည်းသူတို့ကဘယ်လိုပြောမလဲအိမ်ကွင်းမှာပြီးခဲ့တဲ့ယာတီကရှုံးတော်ရှုံးမထားဘူးထင်ပါတယ်ကျွန်တော်အထင်ရဆိုရင်အမြင်ကဟိုဗါလဲမှတ်မိတော့ဆိုရင်ကောင်းကောင်းတော့မမှတ်မိတော့ဒါပေမဲ့ အာဆင်နယ်ကလက်ရှိမှာအချီနီကောင်းတစ်ခုကိုပိုင်ဆိုင်နေတာခန်းစစ်ကတအားကောင်းနေတဲ့အသင်းအဲ့လိုခန်းစစ်ကောင်းနေတဲ့အသင်းကိုတိုက်စစ်မှာတိုက်စစ်ကစားမတွေအချီမကြသေးတဲ့ပုံစံနဲ့ညူကာဆယ်ဟာဒုက္ခပေးဖို့အတွက်မလွယ်ဘူး။နော်ညူကာဆယ်ရဲ့ကွင်းလင်ကတကယ်ကို physical ပိုင်းကအရင်ကောင်းနေတယ်မှာကျွန်တော်ပါတယ်တကယ်ကိုလုံးဝချစ်လက်တဲ့အသင်းတင်းလေးကျွန်တော်ဖြစ်တယ်။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ဒီညူကာဆယ်ရဲ့ကစားပုံအသင်းလိုက်ကစားဟန်ကြီးကယာစီတစ်ခုစတဲ့အခါမှာတော်တော်ကိုအရှင်ယူရတဲ့သဘောမှရှိတယ်။ဘလို့မှအဆင်ပြေမနေသေးဘူး။နော် Nick Watermelon ဆိုတာမျိုးကလည်း ကျွန်တော်သူစပြီးတော့ကစားတဲ့ဟူပွဲမှာနေမယ်ခေါင်းတိုက်ကိုးတွေပါနေနဲ့ကျွန်တော်ဝန်းစည်းတွေပါနေနဲ့နိုင်ပြီမဲ့လေလို့ပေါ့နော် Champions League ပွဲစဉ်ဒီမှာဒုတိယပိုင်းမှာပါခဲ့ရတာเนาะ Gordon တို့ပါတို့ပြန်ပါနေတော့မဲ့အခြေအနေမျိုးဖြစ်လာပြီလေအခုကအဲ့တော့ Nick တို့ပါတို့ကပြန်ပါခြင်းမှပါတော့မှဒါမျိုးတွေပေါ့ဆိုတော့ Wizard ကလည်းပဲခေါ်ထားတယ်ဒါမျိုးလို့ injury ပြဿနာကြုံနေရတယ်ဆိုတော့ Newcastle မှာပြဿနာတွေပေါင်းစုံကျွန်တော်တို့ဖြစ်နေတယ်ဒီညမှာ Arsenal ပေါ့ Arsenal နဲ့ပတ်သက်ရင် Arsenal အတွက်တော့ဗျာဒီပွဲကဘယ်လိုပြောမလဲ တကယ်တကယ်သူတို့ကကောင်းကောင်းကစားနိုင်မယ်ဆိုရင်သူတို့သူတို့ပုံစံတိုင်းသွားမယ်ဆိုရင်တော့ဟိုရလက်အရပေါ့နော်သူတို့အနေဆုံးမျှော်လင့်လို့ရတာဒီတည်ရည်ပဲတည်ရည်အနေဆုံးသူတို့နိုင်ပွဲတွေပါကျွန်တော်မျှော်လင့်လို့ရတယ်ဒါတခြားကြောင့်တော့ကျွန်တော်မို့ Newcastle ကွင်းကတော့မလွယ်ဘူးပေါ့နော် Newcastle ကဒီ Barcelona တို့ဘာလို့ကိုတော့မှမင်းအမှန်ကန်လုံးဝပြန်ပြီးတော့တွန်းတွန်းပြထားတာဗျာတော်တော်ကောင်းနေတယ်မှာကျွန်တော်ပါတယ်တော်တော်လေးပဲလက်ရှိအာဆင်နယ်နဲ့ပွဲစဉ်မှာအက်ဒီအတိုင်းသူတို့ကစားနိုင်မလားအိမ်ခွေးမှာနျူကာဆယ်ကမင်းတော်တော်ကိုဒုက္ခပေးကိုပေးတာ ဆိုအာဆင်နယ်ကဒါကိုဖျက်ဖို့ကြိုးပမ်းမှာမန်ချက်စတာစီးတီးကိုအင်္ဂွတ်မှာဝမ်ဝမ်းတည်အကြောင်းကစားထားရတယ်။ဆိုတော့နယူကာဆင်နယ်ပွဲမှာတော့သူတို့အမှတ်ထပ်ပြီးတော့ရှားရမယ်။ထူးသဖြင့်လီဗာပူးတင်းတို့ရှုံးပွဲတွေကြုံနေတဲ့အချိန်စပါးတို့တည်ရည်ပါတွေကြာနေတဲ့အချိန်မျိုးမှာမန်ချက်စတာစီးတီးတို့သူတို့နဲ့အမှတ်တူသွားတဲ့အချိန်မျိုးမှာအာဆင်နယ်ဟာနိုင်ပွဲရအောင်ယူယူပြထားနိုင်မှာတော်တော်လေးကိုတော်တာကျွန်တော်ကြားမယ်။နော်အမှတ်ဒီအများကြီးမကွာတော့ဘူးဗျာလီဗာပူးတင်းတွေကဒီပွဲသူတို့နိုင်နေသလိုရှိရင်မဟုတ်ရင်တိုင်ပတ်ဥမှာဆိုတော့အာဆင်နယ်အမှတ်ရောလို့ကျွန်တော်မရဘူး။ အာဆနယ်ဘက်ကကျွန်တော်တို့ကြည့်ရင်နီးပြအာတီတာရဲ့ပွဲထုတ်လူစင်းကလည်းစကားတွေကပြောစရာရှိတယ်။အာတီတာကရေရေတင်းတင်းနဲ့သူတို့ပွဲထုတ်လာနိုင်မှာလား။နျူကာဆယ်ကိုငါတို့ဒီကောင်လေးကိုနိုင်နိုင်နေဟိငါတို့ဒီကောင်လေးကိုနိုင်နိုင်မဲ့အနိုင်ယူနိုင်မဲ့ပေါ့နော်ပုံစံနဲ့ပွဲထုတ်လာမှာလား။ဒါပဲကျွန်တော်ကြည့်ရမှာဟာငါတို့ကတော့ဟိနော်မနိုင်ခြင်းတွေကမရှုံးဖို့တော့အဓိကဆိုတဲ့ပုံစံမျိုးနဲ့တွားလို့မရဘူးတို့ဖလားရမှုကျူးပတ်နေတဲ့အတင်းတင်းဟာနိုင်ပွဲရှာဖို့တည်တာနံပါတ်1ဖြစ်နေရမယ် နော်မရှုံးဘူးဆိုတာကြီးကနံပါတ်1ဖြစ်နေစရာကျွန်တော်တို့အကြောင်းမရှိဘူးနိုင်မှသာလျင်ဖလားကရနိုင်တဲ့အခြေအနေတခုပဲဒါအပြင်အခုလက်ရှိခန်းစစ်ကလည်းဗျာကျွန်တော်တို့ငါးပွဲကစားပြီးတဲ့အချိန်မှာမှနှစ်ကိုးပွဲပြီးထားရနေတယ်ဆိုတော့ခန်းစစ်ကိုသူတို့တော်တော်ကြီးစိတ်ချတင်နေပြီအာဒီတာကစိတ်ချတင်နေပြီကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်ကွင်းလယ်စကိုဘယ်လန့်စင်ကြောင်ကစားနေတဲ့ကစားမတွေနဲ့တိုက်စစ်ကိုလိုက်ပါနေတဲ့ကစားမတွေပါရင်တော်တော် okay နေပြီအဲ့ဒါမှလားနော်ဒါအပြင်ကျွန်တော်တိုက်စစ်မှာဆိုလို့ရှိရင်လည်းပဲတကယ်တကယ်စာကာတို့ကျွန်တော်ပြင်ပြီးတော့ကစားနေပြီဒါအပြင် SG တို့လိုကစားမမျိုးလည်းကျွန်တော်ရှိနေတယ် အခွင့်အရေးဖန်တီးရင်တွင်းမဲ့ဗီတာယိုခရက်စ်ကလည်းကျွန်တော်ရှိနေတယ်။အဲ့ဒီတော့မာတီနယ်တီတို့ကလည်းပဲတမ်ပြန်နေရောပါရီကောဒါရိုက်ပလေးတွေကအချင်းကြီးတွေကအခုအဆင်ပြေပြေလို့ဖြစ်နေပြီ။အာဒီဒါလူထုပ်ပုံမှမှားဖို့ပဲကျွန်တော်လိုတယ်။အာဒီဒါကရဲရဲတင်းတင်းကျွန်တော်တို့ပွဲကစားခွင့်တွေပါရီပွဲထုပ်လူပွဲထုပ်တဲ့ပုံစံတွေမှန်မယ်ဆိုရင်အဆင်မပြေတဲ့အကြောင်းမရှိဘူး။ဒါကြောင့်ပေါ့နော်။ခဲတော့ခဲရင်နိုင်တဲ့နယူကာဆယ်ကွင်းဖြစ်တဲ့အတွက်သို့တော်လည်းပဲအာဆင်နယ်ကြီးနဲ့အမှတ်ပြရမှတော့ကျွန်တော်ဖြစ်မယ်။ဒါမှမဟုတ်အမှတ်မလျော့မှကျွန်တော်ဖြစ်မယ်။ เนาะတည်ရဆိုတာကအာဆင်နယ်ရဲ့ဂျီနဲ့ဆရာလို့ကျွန်တော်မထင်ဘူးနျူကာဆယ်အိမ်ဝင်ဖြစ်တည်တန်အောင်ကိုပဲဘာလို့လဲဆိုတော့လီဗာပူးအသင်းတို့အမှတ်ယော့နေတဲ့အချိန်မှာအာဆင်နယ်ဟာတိုက်တဲ့ချဲလေးကြီးတွေဘလူးမန့်အမှတ်ယော့လို့မရလို့ပဲเนาะဆိုတော့တခုတော့ရှိတာပေါ့လေဒီဒီဘက်ကခုနကပြောလို့ပဲအသင်းကြီးတွေကတောက်လျှောက်ဆိုသူတို့တိုင်ပတ်နေတာအဲ့ဒီတော့အာဆင်နယ်ဒီနဲ့အဲ့ဒီနောက်ကိုမလိုက်ဖို့ကျွန်တော်လူတယ်เนาะအာဆင်နယ်နိုင်ပွဲရဖို့ကျွန်တော်လူတယ်ဆိုတော့ကွင်းလယ်မှာ defensive midfielder 3ယောက်ကြီးကိုထည့်လာပြီးတော့เนาะဟို Newcastle ရဲ့ Julian Tan တို့ Gimenez တို့ Tonali တို့ကွင်းလယ်ကိုငါပြန်ပြီးတော့ဗောနော်ဒါ ါလဲဒီကောင်နာလှုပ်လိုက်မယ်ဟေးဆိုတဲ့ပုံစံမျိုးဒီကောင်နေ physical ကောင်ရင်ငါလဲကောင်းနေနေဆိုတဲ့ပုံစံမျိုးတွားလို့ပုံမချိုးပန်းနေကိုအတင်းကအတင်းလိုက်ရအရေးအချီနီကပူကောင်းနေပြီဒါတိုက်စစ်လို့ကောင်းကောင်းလှုပ်နိုင်တဲ့ကစားမှာ SG ကိုတော့ကျွန်တော်ကနံပါတ်10ရူမှာကစားခွင့်ပေးဖို့လိုကိုလိုတယ်တက်ချ်လိုင်းမှာသွားပြီးတော့ထုတ်မထားနဲ့ SG ကိုအမြဲတမ်းဒီပါတက်ချ်လိုင်းဒီမှာထုတ်ထုတ်ထားတာ SG ရဲ့ဆွမ်းဆောင်ရင်အပြည့်မတွေ့ရဘူးနံပါတ်10ရူမှာ SG ကို OD ကမပါနေတဲ့အချိန်ကြီးမှာကျွန်တော်စမ်းသုံးပြီးရင်ကျွန်တော်တက်ချ်လိုင်းဒီမှာမာတီနယ်လီလို့ပါလို့ဇာမာရီကိုထည့်တာက အာဒီတာအတွက်ပို့ပြီးတော့နိုင်ပွဲအတွက်ပို့လန်းစာကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။မဟုတ်ရင်တော့တော်တော်လေးကိုပြောစရာဖြစ်နေဦးမှာဒါမှမဟုတ်ဆိုလို့ချင်းလည်းအမြင်ဘောတွေဘာတွေနဲ့ပေါ့နော်ကျွန်တော်ဒါကာဆယ်ကလည်းကောင်းတဲ့တွေမှာပါတယ်ဆိုတော့ကျွန်တော်ဒါလောင်းဘောတွေကော်နာတွေဆက်ပြီးဘက်တရီကိုကျွန်တော်တွေးရအောင်ပဲပုံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ new car ဆက်တွေကတော့တရေရရင်တော့မစူးလို့မြင်ရမယ်ပွဲ။ arsenal တွေကတော့အမှတ်လုံးဝရုပ်လို့မရတဲ့ပုံမျိုးပါ။ဒီ group blue မြင်ရတယ်ဘယ်လိုရတဲ့တွေထွက်ပေါ်လာမယ်ထင်ကြပါလေ။ဆွေးနွေးကြပါအောင်အလုံးကိုချစ်သူများကြီးဒီမှာလေ။